အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကြာသာပရိသသမီးများတွေကျွန်တော်တွေဆယ်လပိုင်းမှာအော်တိုဘားလာမှာကျွန်တော်တွေကညမာအချိုးချောင်းဆိုးကောင်းလေးတွေဒီနေ့မိတ်ဆွေများကိုမြားပေးมาဖြစ်ပါတယ်ကျွန်တော်အရင်နေ့တွေကတော့တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဟူးရာဟုစားတဲ့နေ့နဲ့မြောက်တဲ့မြောက်ပေးခဲ့ပါပြီဒီနေ့မှာတော့ကြာသာပရိသသမီးများတွေအလဲကြောက်လို့လာပါပြီကြာသာပရိသသမီးတွေဒီလောက်တည်းမှာအထူးကံညှန့်နေပါတယ်ဒါကြောင့်မို့ကျွန်တော်နောက်ဆုံးမှာကံကောင်းကံတက်ဖို့အတွက်ရရလေးလေးပေးထားပါတယ်မိတ်ဆွေများတေချာလေးလုပ်ပေးပါဗျာ ကျွန်တော်မိတ်ဆွေကြာသပြီးသားသမီးတွေဘယ်မျိုးနဲ့ဘယ်နေရာနဲ့ကြီးနေဆိုတာလေးခွန်မန်တွေပါကျွန်တော်ရေးပြပါဦးမြကျွန်တော်မှုတွေရင်းနှီးမှုတွေရအောင်လို့ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေကြာသပြီးသားသမီးများတို့ကျွန်တော်တေချာလေးတေချာလေးကျွန်တော်တွက်ချက်ပေးထားပါတယ်ပြီးတော့ကျွန်တော်နောက်ဆုံးမှအထူးပြတရားလေးလည်းပေးထားပါတယ်တေချာလေးလုတ်ပြအောင်လုတ်ပါလို့ကျွန်တော်တိုက်တွန်းပါတယ်ဗျအဲ့တော့အဲကြာသပြီးသားသမီးတွေကျွန်တော်အကောင်းဆုံးလေးတွေအများကြီးရှိနေတယ်ကောင်းတာလည်းရှိသေးသလိုမကောင်းတာတွေလည်းများနေတယ်ဒါကြောင့်မလို့မိတ်ဆွေများကျွန်တော် ကောင်းတာလေးတော့အရင်များကိုပေးပါမယ်ကောင်းတာလေးတော့ inconsistent ဖြစ်ပါသေးပေါ့မကောင်းတာလေးတော့ဖတ်လွဲပါပြီးချောပါသေးပေါ့ဗျာ အဲကျွန်တော်မိတ်ဆွေများကျွန်တော်ဒီဒီပေါ့နော်ဒီလဒီဆယ်လပိုင်းဆိုဆယ်လပိုင်းကြော်ပါပဲနည်းနည်းပြန်ကောက်မဲ့သဘောမှရှိတယ်နော်ဆယ်လပိုင်းမှာအရင်ညံ့နေပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဂျာသာပိသားသမီးတွေခုလအတွင်းမှာအလုတ်တွေအလုတ်တွေတွေလောက်အောင်မယ်အလုတ်ဌာနလေးပြောင်းအောင်မယ်အလုတ်တွေစီးပွားတွေလုံးမယ်ဆိုရင်လည်းကောင်းတယ်ကြိုးစားမယ်ဆိုရင်လည်းကောင်းတယ်ကြိုးစားကြိုးစားမယ်အလုတ်နဲ့ပတ်သက်ပြီးကြိုးစားတဲ့ຢာတွေကအရာထင်လာမယ်ပေါ့ဗျာနော်အရာထင်လာမယ်အထက်လူကြီးတွေကကုညီပေးမယ်အဲ့တော့ကိုကြိုးစားရင်ကြိုးစားတဲ့လောက်အရာတွေထင်လာမယ် ကောင်းတဲ့ခီးတွေတွားရမယ်တွားလိုက်ခီးတွေကလည်းအဆင်ပြေတဲ့ခီးတွေဖြစ်လိမ့်မယ်ဝန်ဆောင်စရာခီးတွေဖြစ်လိုက်ပါလိမ့်မယ်အဲ့တော့အလုတ်တစ်တို့နေရာတစ်တို့အဲ့ရပြောင်းအဲ့ရဒါလို့ဟိုဝန်ထမ်းနေဆိုလို့ရှိရင်တော့နေရာပြောင်းဌာနပြောင်းအလုတ်ပြောင်းအဲကျွန်တော်တို့အဲ့မျိုးလေးဂျုံမယ်ပြီးရင်ကျွန်တော်တို့အလုံးနဲ့ပတ်သက်ပြီးစူးစမ်းလေးလေးကိုကအောင်မြင်လေးလေးဖြစ်ပါတယ်သူနဲ့ကိုနဲ့ရှင်ပြီးစူးစမ်းတယ် ကိုကပို့ပြီးတော့သူ့ထက်အောင်မြင်နေမှာဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးအရင်ကကန့်ကောက်နေပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့အရင်ကကန့်ကောက်နေပါလေအလုံးများရှိတဲ့မိတ်ဆွေညီငယ်များလည်းအလုံးရရှိမဲ့ကာလဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေဟိုကိုယ့်ရဲ့အထက်လူကြီးပဲဖြစ်ဖြစ်အဲကိုယ့်ရဲ့တပည့်ပဲဖြစ်ဖြစ်ကိုကကိုကကိုယ့်ရဲ့လောင်းငယ်သားပဲဖြစ်ဖြစ်သူတို့ရဲ့အဲကုညီမှုအဲသူတို့ရဲ့ကုညီမှုအကူအညီတွေရမယ်ပေါ့ဗျာအဲသူတို့သူတို့ကြောင့်ဆက်ချမ်းသာကြလေးလို့ဖြစ်မယ်အဲ့တော့ဘာပဲလုပ်လို့ကိုကသူများထက်ဟို င်များတဲ့ပို့ပြီးအောင်မြင်ပဲစူးစားလေးလေးအောင်မြင်လေးဖြစ်မှာပဲအဲ့တော့ကျွန်တော်တို့ဒီဒီလောက်တည်းမှာဇာတာပိသားသမီးတွေတက်တက်လို့စားပေးမယ်နော်။ဘာကြောင့်လဲဆိုတော့အဲမမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေကလာပြီးကုညီဆောင်မပါလိမ့်မယ်။အဲ့တော့ပထန်းဆက်တို့တိုက်ဆက်တို့နှက်ဆက်တက်ဆက်ရှိတဲ့လူတွေကလည်းဆိုင်ဆိုင်ရာပုဂ္ဂိုလ်တွေကလာရောက်ဆောင်ရှော့တာကိုလည်းဒီလောက်တည်းမှာခံမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုကဒီလောက်မှာ အမဲသားကျွဲသားစိတ်သားတို့အရက်တို့အဲ့ဒါလေးရှောင်ပေးမယ်နော်အထူးသဖြင့်တက်တက်လို့စားနိုင်တော့ပိုကောက်တာပေါ့ဗျာတက်တက်လို့မစားလဲခုနပြောတဲ့ကျွန်တော်မဲသားကျွဲသားစိတ်သားအရက်အသားကြီးငါးကြီးလေးနည်းနည်းရှောင်လိုက်ရင်နော်တော်တော်လေးကိုအဆင်ပြေမဲ့ကာလာဖြစ်ပါတယ်အဲ့တော့အကူညီတွေပုတ်ကူပုတ်ကူနဲ့အကူညီတွေရမယ်ပြိပခီးတွေတွားရမယ်အဲ့တော့နိုင်ငံခြားထွက်မဲ့မိတ်ဆွေညီငယ်တွေနိုင်ငံခြားတွေတွားရမယ်အဲ့ပြိပထွက်မဲ့ကိစ္စမှာပြိပတွေပြိပခီးစီနဲ့အရင်ကောင်းတယ်အဲ့တော့ငယ်ရွယ်တဲ့မိတ်ဆွေညီငယ်များအတွက်အခြေအမှတော့ အဲချစ်သူတည်ရတာတို့အဲရက်တည်ရတာတို့အဲ့တော့ပြူကြီးလူပြူကြီးရှိနော်ဒီလောက်တွေမှာအိမ်အောင်ကြအဲအိမ်အောင်ကြမယ်အိမ်အောင်ကြမယ်ဆိုလို့ရှိရင်ကောင်းလားဆိုတော့အိမ်အောင်ကြမယ်ဆိုလို့ရှိရင်တူးနဲ့တူးတူးမိဘကိုမိဘတော့အဆင်မပြေမှုလေးလေးဖြစ်မယ်သူ့တိုင်ဝမ်ကိုယ်တိုင်ဝမ်တော့တူးနဲ့ကိုယ်နဲ့တော့အဆင်ပြေတယ်ဒါပေမဲ့လူကြီးတွေကအဆင်မပြေဘူးအဲ့လိုဆင်ပြေတော့ဘာဘာလုပ်မလဲအခိုးတာပြေတော့ဗျာဟုတ်တယ်မလားခိုးခိုးတာပြေလိုက်ပါတော့အဆင်ပြေပါတယ်အခုပြမယ်ဆိုအဆင်ပြေပဲဒီတိုင်းပေါ့နော်ကျွန်တော်မင်္ဂလာကိစ္စပြောမယ်ဆိုရင်တော့စကားများတာမျိုးလေးတွေတကယ်တော့အဆင်ပြေတာမျိုးလေးလို့ဖြစ်တတ်တယ် ဲ့တော့ညီငယ်တွေအတွက်ကတော့အဲခလေးတွေအတွက်ကတော့ကျွန်တော်တို့အခြေအမှအဲကျွန်တော်တို့ဒီပြောပြောမစော်ဘူးလို့မှာသုံးပွင့်ဆိုင်တွေပါဖြစ်ဖြစ်လာတတ်တယ်သုံးပွင့်ဆိုင်တို့လေးပွင့်ဆိုင်တို့အဲ့လိုနည်းနည်းရှက်ရှုပ်ရှက်ရှက်အခြေအလေးဖြစ်ဖြစ်လာနိုင်ပါတယ်အော်ဒါကြောင့်မို့ကျွန်တော်တို့အခြေအနေပတ်သက်ပြီးအခုဒီဒီလောက်တွင်မှာအဲညီငယ်တွေအတွက်ကတော့စမ်းပွင့်မယ်လူလူကြီးအတွက်လူကြီးအတွက်ကြတော့ကျွန်တော်အိမ်တော်နေကြမယ်အဲပြူလူကြီးပြုဆိုအိမ်တော်နေကြမယ်အိမ်တော်ကြမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ခုတ်ပြတာတို့အဲကျွန်တော်တို့အဲ့လိုမျိုးဆိုရင်လည်းကောင်းတယ် ိမ်တော်ကြလို့ရှိရင်လည်းအဲ့တော့ကောင်းပါတယ်အဲ့အိမ်တော်ကတော်တော်လေးအဆင်ပြေမဲ့အိမ်တော်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေကျွန်တော်တို့ရဲ့ကံကောင်းမှုအတွက်အဲကျွန်တော်တို့ရေခရစ်စတာတွေပြောတဲ့စကားမှာကံကောင်းမှုအတွက်အဆင်ပြေအတွက်အနီရောင်တို့အဝါရောင်တို့အစိမ်းရောင်တို့ပါတဲ့အင်ဂျင်လေးလေးရေးဖို့ပေးမယ်အဲ့တော့ကျွန်တော်တို့တရက်နေ့တော့9ရက်နေ့9ရက်နေ့15ရက်နေ့15ရက်နေ့တော့အဲ့ဒီနေ့ဒီမှာအလုပ်ခရစ်စတာတွေပြောရင်တော့အောင်မြင်မယ်အဲ့တော့ကျွန်တော်တို့ကုညီပေးမယ်နေ့နဲ့နှစ်ခုရှိတယ်အဲ့ဒါတော့ တနင်းကိုနေနဲ့ကြာသပြေးသားဖြစ်ပါတယ်တနင်းနဲ့ကြာသပြေးတရားကျွန်တော်တို့ကူညီပေးလိုက်မယ်အဲ့တော့ကျွန်တော်အယောင်းဝဲအယောင်းဝဲနဲ့ပတ်သက်ပြီးတော့ရောင်းကောင်းဝယ်ကောင်းတွေဖြစ်လိုက်မယ်ဇေယောင်းနဲ့မဲဆွေတွေပါလာမသိဘူးဇေယောင်းနဲ့မဲဆွေတွေပါလို့ရှိရင်တော့ဈေးအယောင်းကောင်းဝယ်ကောင်းတွေဖြစ်လိုက်မယ်ငွေတွေအရန်ဝင်လိုက်မယ်အဲ့တခုလို့ရှိတဲ့ငွေတွေတော့ကိုကြမဟုတ်မယ်နဲ့ပြန်ထွက်သွားတတ်တယ်ဒါလို့တေချာထိမ့်မို့နော်အလိန်ခံရလိမ့်မယ်အဲ့တော့ရောင်းကောင်းဝယ်ကောင်းတွေဖြစ်မယ်အိမ်အိမ်ဒီပိုင်းဝယ်ဝယ်ခြင်းနဲ့မိတ်ဆွေများရွှေဝယ်ခြင်းနဲ့မိတ်ဆွေများမြေဝယ်ခြင်းနဲ့မိတ်ဆွေများဝယ်တာဝယ်လိုက်ပါဝယ်ကောင်းပါတယ်ပေါ့နော်အိမ်ဝင်နဲ့အိမ်ဝင်မယ်မြေဝင်မယ် တော့ PC လေးလက်ဆောင်ပဏာဏလေးတွေဝင်မယ်အဲ့လိုမျိုးလေးဝင်ခင်းရှိပါတယ်ဒါဟာတော်တော်ကောင်းတဲ့အချက်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်ကောင်းတဲ့ချက်လေးရှိတော့နည်းနည်းလေးညံ့တဲ့ချက်လေးလည်းရှိနေပြန်ပါတယ်ကျွန်တော်ညံ့တဲ့ချက်လေးတွေကိုကျွန်တော်ပြောပြပေးပါမယ်မိစေများတော့နည်းနည်းလေးသတိထားပြီးတော့ရှောင်းအောင်လို့ပေါ့နော်တရားရဂင်းတော့ဖြစ်မယ်လို့ဆိုတာမျိုးမဟုတ်ပေမဲ့ねကျွန်တော်တွေသတိထားပြီးရှောင်းပြီးတော့လုပ်လိုက်တော့ပိုကောင်းသွားတော့ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကဒီဒီလောက်တွင်မှာဒီဆက်လောက်တွင်မှာဂျာတိသားတန်သမီးတွေကိုတိုက်ခိုက်တဲ့လူအများကြီးလိမ့်မယ်တိုက်ခိုက်မဲ့သူနောက်ဆက်မဲ့သူကဖက်ကရဲလုံးမဲ့လူ အဲ့တော့နာမကိုနာမည်ကိုဖြတ်မယ်လို့ကိုမကောင်းတဲ့နေပြောမယ်လို့လည်းပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော်ပစ္စည်းဥစ္စာတွေလည်းပြန်ထွက်တတ်တယ်သူကအဝင်လဲရှိသလိုအထွက်လဲအရင်ကပြန်ကျန်းနေတယ်ဝင်သားတရာဘိုးလောက်ထွက်တာတထောင်ဘိုးလောက်ဖြစ်နေတတ်တယ်ဒါကြောင့်မလို့အထွက်ကိုလုံးဝသတိယူဆက်ပေးမယ်ကိုကြောင့်မဟုတ်ဘဲနဲ့အရင်အရင်မိသားစုတရားရဲ့ကြောင့်လည်းထွက်သွားတတ်တယ်တော့ပြီးလို့ရှိရင်စကားအများရန်ရန်ဖြစ်တာမျိုးတွေဂျာသွေးသားသမီးတွေဒီလောက်တည်းမှာကြုံမယ်ဗျာအလုပ်ထဲမှာလည်းကြုံမယ် အဲအိမ်ထဲမှာကိုယ့်ရဲ့မိသားစုနဲ့မှာကြုံတယ်။ဘာကြောင့်ဆိုတော့ကိုယ်ကဖက်ရက်ပြက်နဲ့ကိုယ်လိုက်ပြီးတော့တက်ခိုက်နေလို့ရှိတယ်။ဒါကြောင့်မလို့ရံများမယ်၊စကားများမယ်။ဒီနောက်တည်းမှာစကားတွေကိုတေချာလေးထိမ့်မယ်၊တေချာလေးပြောမယ်ပေါ့နော်။ဒါလေးလို့ယူဆိုင်ပေးမယ်။အဲ့တော့ဘလို့လူကိုယူဆိုင်မယ်ဆိုတော့အပေါင်းအသင်းတွေယူဆိုင်မယ်။ကိုယ့်ရဲ့အရန်ခင်မာဆိုတဲ့အပေါင်းအသင်းတွေကဒီလောက်ဒီမှာပြဿနာရှာလိမ့်မယ်ဒါကြောင့်မလို့အပေါင်းအသင်းတွေနဲ့စကားပြောရင်အဲ့တော့ကျွန်တော်ကိုယ့်ဘက်ကလည်းအမှမရှိအောင်ကိုယ့်ဘက်ကတေချာလေးထိမ့်ပြောမယ်။အခုဒီလောက်တွေကဘလို့ကောင်းလဲဆိုတော့ရင်ကုန်နှုတ်ပိတ်နေတာအကောင်းဆုံးလို့ပြောမယ်။ ကိုကိစ္စလေးကိုတည်တဲ့ဒီကိစ္စလေးကိုတည်လို့ဆရာကြီးတော့လို့လို့မရဘူးခြားတုံညာရှောက်မဝင်နဲ့သူများအပူကကို့အပူဖြစ်တတ်တယ်ပေါ့နော်ပြီးလို့ရှိရင်အတိုက်ခိုက်တွေကြုံရမယ်အတိုက်ခိုက်တွေဆိုတာကျွန်တော်မြင်းတဲ့အတိုက်ခိုက်တွေရောမမြင်နိုင်တဲ့တိုက်ခိုက်တွေရောကြုံပါဗျအဲသူမှဥမာဥမစကြပါဘူးမြင်းတဲ့တိုက်ခိုက်ဆိုရင်အလုံးနဲ့ပတ်သက်ပြီးသူကကို့လာပြီးတော့မနာလို့ဂျီဦးမျိုးလာတိုက်ခိုက်တာတော့အဲ့တော့မမြင်တဲ့တိုက်ခိုက်ကြတော့ဥမာဆုံးလို့ကဝေးတို့အောက်လမ်းတို့အဲ့လိုတိုက်ခိုက်နေလေကြုံနေစင်ပြဒီဒီလောက်တွင်မှာကျွန်တော်အဲ့လိုတိုက်မဲ့သူလေပေါ်လာလိမ့်မယ်နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီဒီဒီလောက်တွင်မှာ မိသားစုအရေးကြောင်ဘာမှမဟုတ်ပဲစိတ်ညစ်နေတတ်တယ်စိတ်လေးနေတယ်စိတ်ထွေနေတတ်တယ်အာစိတ်တရားစောက်တရားမြတ်ဖြစ်တာအဝေးဘက်ထွက်သွားခြင်းလို့ကိုယ်ဘက်ထွက်သွားခြင်းလို့အဲ့လိုမျိုးလေးစိတ်တရားစောက်တရားမရဖြစ်နေတတ်တယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးလေးလေးကိုယ့်ကိုယ်ငြိမ်တော့အောင်လို့တရားလေးတွေထိုင်ပေးမယ်နော်တရားလေးတွေမြန်မြန်ထိုင်ပေးမယ်အဲ့တော့ကျွန်တော်ခုနကပြောလို့ပဲသုံးလို့အဲ့တော့ကျွန်တော်တို့တွေစုံတို့ကဝေတို့အဲ့ဒါလေးမြေပြပညာတွေတွေကျွန်တော်တို့လာပြီးတိုက်ခတ်နောက်ချက်တာလေးလေးရှိလိမ့်မယ်အဲကျွန်တော်တို့မနာလိုတာပဲဖြစ်ဖြစ် ကျွန်တော်အလုံးငန်းပြန်ဆိုင်ပြိုင်မဲ့ဖြစ်ဖြစ်ကျွန်တော်တို့နောက်နေကြံ့ကြံ့နေအောင်စိတ်တွေလေးလွင့်နေအောင်လုပ်ပါလိမ့်မယ်အဲ့လိုဆိုရင်ကျွန်တော်တရားလေးတွေမြင်များထိုင်ပေးမယ်ပြီးရင်ညီကောင်မောင်ညီကောင်မောင်ဓမ္မတွေကြောက်စကားများရတတ်တယ်ညီကောင်မောင်ဓမ္မတွေကြောက်စကားများတတ်တယ်ရံပြတ်တတ်တယ်ဒါကြောင့်မို့သူတို့နဲ့အဆင်ပြေအောင်ဒီလောက်တွေမှာနေပေးပါမလို့စကားပြလိုက်တာနဲ့အားလုံးအပြက်တွေဖြစ်သွားနိုင်တယ်ပူဆိုးသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့စကားမများအောင်ကိုယ့်ဘက်ကထိန်ပေးမယ်အဲငွေလေဝင်တဲ့လောက်ငွေထွက်ကလည်းအရန်ကျန်းနေမှာဖြစ်ပါတယ်ကျွန်တော်ခုနပြောလို့ပဲငွေကတရားဝင်တယ်တထောင်ထွက်တယ်အဲ့လိုဖြစ်နေတတ်တယ် ကိုကိစ္စနဲ့ထွက်တာမဟုတ်ပဲねသူများကိစ္စကြောင့်ထွက်နေတတ်တယ်။ဒါကြောင့်သူများကိစ္စတွေရှားဝင်မပါနဲ့เนาะ။အဲ့တော့အထူးအထူးသဖြင့်ဒီလောက်တည်းမှာကျွန်တော်တို့ကရိုးရကျွန်တော်ကျွန်တော်ကျွန်တော်မိတ်ဆွေတွေရောရိုးရနတ်တွေရှိလားမသိဘူးရိုးရနတ်ကိုယ်ကတည်းရှိလားရှိရင်အဲ့ဒါလေးလေးအဲ့ဒါလေးလေးပူဇော်ပေးမယ်ပတ်တာပေးမယ်နော်တင်ပေးမယ် ပြောတော့ဆိုတော့လည်းရှိလို့ရှိရင်လည်းလုပ်ပေးမယ်ပေါ့အဲကျွန်တော်ခိုင်းပြောနေတာတမ်းမဲ့နဲ့နဲ့တကားမလဲစားနေဆိုတဲ့အတိုင်းပဲကျွန်တော်ကိုကပြောတတ်ရှိရင်လုပ်ပေးလိုက်ပါခုလောက်တည်းမှာရိုးရနက်ကင်တာမျိုးတွေရိုးရနက်ကမကြိုက်တာမျိုးတွေရိုးရိုးရနက်ကအဲလိုမျိုးပေါ့နော်ဒါဆိုတစ်ခုကြောင့်အဆင်မပြေမကြိုက်တာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုရဲ့ရိုးရနက်လေးလေးပူစောပတ်သားတာမျိုးလေးဒီလောက်တည်းမှာလုပ်ပေးမယ်နော်အဲ့ဒါလေးလုပ်ပေးမယ်ကိုဆိုင်ဆိုင်ရပေါ့နော်ကိုကဘိုးအပူနဲ့ဆိုင်နာဖွားနဲ့ဆိုင်နာအမင်းနဲ့ဆိုင်နာဖင်းနဲ့ဆိုင်နာကိုကိုရိုးရနက်လေးတွေ ဆိုင်နေလို့ရှိရင်ပြတော့ဗောနော်မဆိုင်နေလို့စားမလို့ပါဘူးအဲ့တော့ဒီလောက်တည်းမှာထူးသတိထားမှာတော့လူလင်ခံမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဝန်ထမ်းတဲ့ဝင်ဝင်ထားတဲ့ပစ္စည်းလေးတွေဝန်ထမ်းတဲ့အရာလေးတွေပြန်ထွက်တတ်တယ်လူလင်ကြောင့်ပြန်ထွက်တတ်ပါတယ်ဒါကြောင့်မလို့လူလင်ခံရတတ်တယ်သတိထားဗောနော်ကျမအင်းနေနဲ့လက်စလေးတွေလက်စလေးတွေခြေစစ်လေးတွေခေါင်းမူခေါင်းကိုက်လေးတွေဘာရောက်ပိုင်းနာလေးတွေအနေငယ်ဖြစ်နိုင်တယ်ဆိုရင်တော့မရှိပါဘူးကွနော်ဆိုရင်တော့မရှိပါဘူးတဲ့ဒါတော့ဆိုလို့ရှိရင်ကျွန်တော်တို့ အဲကျွန်တော်မိတ်ဆွေများတလို့ဆိုရင်အဲကျွန်တော်ကောင်းတဲ့လေးတွေနဲ့ညံ့တဲ့လေးတွေအားလုံးသိသွားပြီလို့ထင်ပါတယ်ကောင်းတဲ့လေးလည်းဒီကံမှုကြဖြစ်ပါသည်မကောင်းတဲ့လေးတော့ဖတ်လို့ပဲချောပါသေးပေါ့ဗျာနော်အဲကျွန်တော်မိတ်ဆွေတွေဒီလအခုတွေ့မှာနည်းနည်းကညံ့နေတယ်လို့ပြောလို့ရတယ်အဲ့တော့ညံ့တဲ့ညံ့တွေကိုပပျောက်သွားအောင်သူကောင်းသွားအောင် ကောင်းတဲ့ကောင်းသွားအောင်အစားတဲ့ရအစဉ်ပြေဖို့အတွက်ကျွန်တော်ရေရလေးတွေတေချာလေးပြပြပြပါမယ်မိတ်ဆွေများဒါလေးကိုတေချာလေးလုပ်လိုက်ပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်နေ့မှလုပ်မလဲဆိုတော့ကိုယ်နေ့မှကိုလုပ်လိုက်ရမှာပဲတစ်ဘက်မှတစ်ခါပါပဲကြာတာပါဒီ နေ့မနက်ပိုင်းမှာလှုပ်လိုက်ရမှာပဲပေါ့နော်ကိုယ့်ရဲ့ကိုယ့်ရဲ့နေ့နဲ့တစ်ဘက်မှာတစ်ခါပဲဆိုတော့အားလုံးအစီအစဉ်မျိုးလို့ထင်ပါတယ်မနက်ပိုင်းလေးမှာနွားနို့လူပေးမယ်အဲ့တော့နွားနို့လူမယ်ပန်းသီးလူပေးမယ်ပန်းသီးကိုအစိမ့်စိမ့်လေးစိတ်ပြီးတော့ပန်းသီးလူပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအရဟံ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 ဂုံတော်ကိုတက်စစ်စိတ်ပြီးမယ်နော်အရဟံဂုံတော်တက်တက်စစ်ကတော့တက်လာလုံးစိတ်သွားရင်ကောင်းပါတယ်အဲ့တော့အရဟံအရဟံဆိုတော့ခဏလေးပြီးမှပဲနော်တရားရှိလုံးပတိနယ်ပဲစိတ်မယ်နော်တရားရှိလုံးပတိနယ်ပဲစိတ်မယ် အဲကုံတော်စိတ်မယ်ပြီးတော့ငားလွတ်မယ်ငားလေးလေးခဏန်းလေးလေးလွတ်ပေးမယ်နော်ငားကဘာငားနေရပါလဲကြီးသေးကိစ္စမရှိပါဘူးငားလေးလေးခဏန်းလေးလေးလွတ်ပေးမယ်ပြီးရင်ကျွန်တော်တို့ကအဲငားလေးလေးခဏန်းလေးလေးကိုဘယ်ဘယ်နဲ့လွတ်ရင်ကောင်းလဲဆိုတော့ကိုယ့်ရဲ့ကြာတော်နေ့နေ့လွတ်လဲရတယ်တနင်္လာနေ့လွတ်လဲရတယ်နော်အဲနေ့နေ့ရလွတ်လို့ရပါတယ်ကြာတော်နေ့မှာလွတ်လဲရတယ်တနင်္လာနေ့မှာလွတ်လဲရပါတယ်ပြန်နော်ငားလေးလေးလွတ်ပေးမယ်ခဏန်းလေးလေးလွတ်ပေးမယ်အဲကျွန်တော်ခုနပြောလို့ပဲအမဲသားတို့ကျွဲသားတို့စိတ်သားတို့အရက်တွေရှောင်းနိုင်ပိုကောင်းတယ် အဲကျွန်တော်တို့တွေဒီဒီလောက်တည်းမှလူလူကြီးပိုင်းတွေအတက်စာတွေမစားလဲเนาะအတက်စာတွေမစားပါနဲ့ကျွန်တော်တွေသွေးတိုးတာတို့အဲ့လိုမျိုးတက်ပြီးတော့စေယုံပါလေရောက်ရတတ်တယ်เนาะဒါကြောင့်မလို့အတက်စာလေးရှောင်ပေးမှာအစားအသောက်တတိလေးနဲ့စားမိပုံဗျာအတက်စာလေးရှောင်ပေးမယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေညဘက်မှာညဘက်မှာလောမယ့်ရေတရားတော့အမွေးတိုင်း7တိုင်းမွေးတိုင်းမွေးတိုင်း7တိုင်းစီမီ7တိုင်းပြီးတန်ဘုဒ္ဓေခါရာကိုလည်း7ခေါက်ရွတ်မယ်တောက်တော့အေးအေးလေးကိုလည်း7ခွက် ကတ်ပေးမယ်တောက်တော့အေးလေးစက်ဖက်ကတော့တစ်ခါတော့ဖက်နဲ့လည်းကတ်လို့ရတယ်နော်တစ်ခါတော့ဖက်နဲ့ကတ်လို့ရတယ်အဲ့လာလေးကတ်ပြီးတော့ကျွန်တော်တို့တွေအဲကျွန်တော်တို့ခုနပြောတဲ့တမုန်နိကာရာကိုစက်တစ်ခါယူပြီးတော့စူတောင်းလိုက်ရုံပါပဲ ပေါ်များတဲ့ဘောင်တော်ကုသိုလ်လူနဲ့တဲ့ဒါနဲ့ကောင်းမှုငါစင်တာများကြောင့်ဒီပြတော်နဲ့ရှိနေတဲ့ you know တိုက်ခိုက်နှောက်ရှက်တွေအားလုံးရှင်းပြစီမိသားစုတွေအားလုံးချစ်ခင်ဖြစ်ပါစီအသက်ရှိကြမှာဆက်ကျင်သာပါစီအနာရောဂါတွေကင်းဝေးပါစီအဲစပီစီဝါတွေဒီလက်တိုးတက်ပါစီလူတိုင်းတွေလုံနေပါစီတင်းနေစုတွေပေါက်ပါစီစပီဘုံတော့ကျွန်တော်တို့တွေဆူတောင်းมาဖြစ်ပါတယ်ဒါမျိုးတွေဆူတောင်းပေးလိုက်ပေါ့ဗျာနော်ကဲဒါတော့ဆိုလို့ရှိရင်တော့အားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျကဲဒါတော့ဒါဆိုကျွန်တော်မိတ်ဆွေအားလုံးလည်း အဆင်ပြေလို့ထင်ပါတယ်။ကဲကျွန်တော်မိစေကြာစားကြာစားကြာစားပြင်းသားဒီအားလုံးလည်းဒီလအတွင်းမှာတန်ကောင်းလက်ကောင်းကျွန်တော်ကန်ကောင်းလက်ကောင်းတိုက်ခိုင်းတော့ချက်တွေကင်းကြပါသည်။ဖြီးပွားရေးလည်းဒီလတိုးတက်ကြပါသည်ဗျ။ကဲမိစေမြောက်ဘယ်နေရာနဲ့ကြီးနေလဲဆိုတာခွန်မလေးမှာရေးပေးပါ။အဆင်ပြေတယ်မဟုတ်လည်းမိတော့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ဆင်ပြေတဲ့ line subscribe ပြီးအားပေးကြပါဦးခင်ဗျာ။